ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်မတ်လ24ရက်နေ့မနက်ခင်းမှတင်ပြပေးမယ့်ရေဒီယို NUG ပြည်တွင်းသတင်းများကိုကျွန်တော်မင်းယူကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးသတင်းအနေဖြင့်ထိုင်းနိုင်ငံအောက်လွတ်တော်၌ကျင်းပသည့်ဆွေးနွေးပွဲတွင်မြန်မာရွှေ့ပြောင်းနေထိုင်သူများအရေးမြန်မာလွတ်တော်ကိုယ်စားလှယ်များဆွေးနွေးတဲ့သတင်းကိုတင်ပြပေးပါမယ် 2025ခုနှစ်မတ်လ22ရက်နေ့မှ2025ခုနှစ်မတ်လ23ရက်နေ့အထိထိုင်းနိုင်ငံအောက်လွတ်တော်၌ထိုင်းနိုင်ငံအောက်လွတ်တော်၏အမျိုးသားလုံခြုံရေး၊နေဆက်ရေးရာအမျိုးသားရေးဆိုင်ရာမဟာဗျူဟာနှင့်ပြုပြင်ပြောင်းလဲရေးဆိုင်ရာအမြဲတမ်းကော်မတီနှင့်လူ့အခွင့်ရေးဆိုင်ရာ ASEAN လွတ်တော်ကိုယ်စားလှယ်များအဖွဲ့ APHR တို့ကကြီးမွန်ကျင်းပခဲ့သည့်ထိုင်းနိုင်ငံ၏နေဆက်တလျှောက်၌လုံခြုံရေးမြင့်တင်ခြင်းနှင့်ငြိမ်းချမ်းရေးတည်ဆောက်ခြင်းအခမ်းကဏ္ဍဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများမြန်မာရွှေ့ပြောင်းနေထိုင်သူများအရေးနေဆက်ဖြတ်ကျော်မှုကင်းများကိစ္စအိုင်းမြန်မာနေဆက်တလျှောက်လုံခြုံရေးကိစ္စရပ်များအကြမ်းဖက်စစ်ကောင်စီ၏အတုအယောင်ရွေးကောက်ပွဲအပေါ်သဘောထားအမြင်များကိုမြန်မာလွှတ်တော်ကိုယ်စားလှယ်များမှအဓိကဆွေးနွေးဖလှယ်ခဲ့ကြောင်း CRPH မှသတင်းထုတ်ပြန်ထားပါသည်။ ဆွေးနွေးပွဲတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်ထိုင်းနိုင်ငံရောက်မြန်မာလုံသမားများအလုပ်လုပ်ခွင့်အတွက်ပြန်လည်တက်တန်းတွေးရာတွင်အကြံဖက်စစ်ကောင်စီထံသို့အခွန်မပေးဆောင်ရရေးနှင့်ထိုင်းနိုင်ငံအစိုးရကတရားမဝင်ဝင်ရောက်လာသည့်မြန်မာပြည်သူများအားအကြံဖက်စစ်တပ်ထံသို့ပြန်လည်ပို့ဆောင်နေမှုသည်၎င်းတို့၏လူအခွင့်ရေးကိုသာမကအသက်အန္တရာယ်ကိုပါစိုးရိမ်ရသည့်အတွက်ယင်းသို့လှုပ်ဆောင်နေမှုကိုချက်ချင်းရပ်တန့်ပေးနိုင်ရန်မဖြစ်မနေပြန်ပို့ရန်လိုအပ်ပါကမြို့သားညီညွတ်ရေးအစိုးရပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီနှင့်တိုင်းရင်းသား ဖွဲ့စည်းများထံသို့သာလွှဲပြောင်းပေးခြင်းဖြင့်မြန်မာပြည်သူများအားအသက်အန္တရာယ်ထိခိုက်မှုမှကာကွယ်ပေးရန်တို့ကိုထည့်သွင်းတောင်းဆိုခဲ့တယ်လို့ဖော်ပြထားပါတယ်။ ရင်ဆွေးနွေးပွဲသို့တက်ရောက်စဉ်ကာလအတွင်းမြမလွတ်တော်ကိုယ်စားလှယ်အဖွဲ့သည်မြမအရေးအားအစဉ်တစိုက်အားပေးကူညီနေသည့်ထိုင်းနိုင်ငံ၏လွတ်တော်အမတ်များဖြင့်လည်းတီးခြားစီတွေ့ဆုံ၍မြမအရေးအခြေအနေများနှင့်နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်များကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဆွေးနွေးပွဲသို့ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီအတွင်းရေးမှူးဦးထွန်းမြင့်လူ့သမားရေးရာကော်မတီဥက္ကဋ္ဌဦးအောက်ကာမင်းနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီဝင်ဦးအာကာမျိုးထက်မြန်မာနိုင်ငံမှတိုင်းရင်းသားအဖွဲ့အစည်းများလူ့အခွင့်ရေးအဖွဲ့အစည်းများအရက်ဖက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များအာဆီယံနိုင်ငံများမှလွှတ်တော်ကိုယ်စားလှယ်များကုလသမဂ္ဂနိုင်ငံတကာအဖွဲ့အစည်းများမှပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ ကြာကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဘူကော်မတီနှင့် တနင်္သာရီတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးကျင်းပပြုလုပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကြာကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဘူကော်မတီနှင့်တနင်္သာရီတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး၃မြင်းဆောင်၂၀၂၅ကို မတ်လ23ရက်နေ့မနက်10:00နာရီချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေး၌ဂျက်ကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဘိုးကော်မတီအတွင်းရေးမှူးအဖွဲ့ဝင်ပညာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်မှအဖွဲ့မှစကားပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။ထို့နောက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှအုပ်ချုပ်ရေးဆိုင်ရာပေါင်းဆက်လုပ်ငန်းများနှင့်ပတ်သက်၍သိရှိလိုသည့်များကိုဆွေးနွေးခဲ့ကြရာဝန်ကြီးဌာနအသီးသီးတာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ပြီးအဆိုပါတွေ့ဆုံပွဲသို့အမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များ တွဲဘက်အတွင်းဝန်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်တနင်္လာရီတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြကာအစည်းအဝေးကိုမနက်7:30မိနစ်အချိန်တွင်ရပ်နားခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာစစ်တနီမြို့တွင် NUG ပြည်ထရေးကာကွယ်ရေးနှင့်လျှက်စစ်နှင့်စွန့်အင် နိုင်ငံခြားရေးဌာနများမှတာဝန်ရှိသူများနှင့်မြန်မာပြည်သူများယင်းနှီးစွာတွေ့ဆုံတဲ့သတင်းကိုတင်ပြပေးပါမယ်။မတ်လ23နေ့လယ်2နာရီတွင်မြို့သားညညွေအစိုးရ၏ပြည်ထရေးကာကွယ်ရေးလျှက်စစ်နှင့်စွန့်အင်နိုင်ငံခြားရေးဌာနများမှတာဝန်ရှိသူများနှင့်မြန်မာပြည်သူများစစ်တီနီမြို့တွင်ယင်းနှီးစွာတွေ့ဆုံခဲ့ကြောင်းသတင်းရရှိပါသည်။တွေ့ဆုံပွဲတွင်ယခုကာလအတွင်းဖြစ်ပွားနေသောမြန်မာပြည်အရေးအာရှင်းပြပြောဆိုခြင်း တော်လည်းအင်အားစုများ၏နှွေဦးတော်လည်းအဆုံးသက်ပွဲများအရှိန်အဟုန်မြင့်တင်ဆောင်ရွက်ရန်အစီအစဉ်များကို တင်ပြခြင်းနှင့်လျှက်စစ်နှင့်စွမ်းအင်ဝင်ကြီးဌာန၏စွမ်းဆောင်မှုများကိုရှင်းလင်းတင်ပြခြင်းတို့ကို အိမ်မဲမျိုးနယ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်တန်တာပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏အမြဲတမ်းအတွင်းဝန်ဥက္ကွမ်မင်းကာကွယ်ရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူဥမာမောင်ဆွေဩစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေနှင့်လျှက်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွင်းဝန်ဥထက်နိုင်ဦးတို့ကအချက်လက်စုံညီစွာဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်တွေ့ဆုံပွဲကိုတက်ရောက်ခဲ့ကြတဲ့လူတို့မှမေခွန်များကိုပွန့်ပွန့်လင်းလင်းမေးမြန်းခဲ့ပြီးတက်ဆိုင်ရာပုဂ္ဂိုလ်များကမေခွန်နိုင်အားဖြေကြားခဲ့တယ်လို့သိရပါဗျ။ အစီအစဉ်ဖြစ်မြောက်ရေးအတွက်ပါဝင်ကြသောတက်ရောက်လာသူပြည်သူလူထုနှင့်တကွပါဝင်ဆွေးနွေးတင်ပြသူများအကျွေးမွေးလှူဒန်းသောမအီနုနှင့်မပုတို့နှင့်အဖက်ဖက်မှဝိုင်းဝန်းလှုပ်ဆောင်ကြသော volunteer များနှင့် support group member များအားလုံးကိုအစီအစဉ်ဖြစ်မြောက်ရေးကော်မတီ CRPH NUG support group NSW မှအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဖော်ပြထားပါတယ်ခင်ဗျာဆက်လက်ပြီး ဂေဘာလူမျိုးစုများ၏ဖိနှိပ်ခံခဲ့ရသောအခွင့်အရေးနှင့်လူလားချက်များနှင့်ပန်းနိုင်များကိုဖော်ဆောင်နိုင်ရန်အခြားသောလူမျိုးစုများနှင့်လက်တွဲဆောင်ရွက်နိုင်ရန် KSCC တိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ်။မတ်လ23ရက်နေ့တွင်ကြားရောက်တဲ့ဂေဘာလူမျိုးစုတို့၏159နှစ်ပြည့်အမျိုးသားနေသူပေးပို့သည့်တဝင်လွှာမှာတရားမဝင်အာဏာသိမ်းစစ်တပ်၏နှီးမျိုးစုံဖြင့်အကြမ်းဖက်နှိမ်နှင်းတိုက်ခိုက်မှုများကြားမှမြေစာပင်ဖြစ်ခဲ့ရသည့်အဖိနှိပ်ခံများတဲ့တွင် ဂေဘာလူမျိုးစုများသည့်အပါအဝင်ဖြစ်ကြောင်းတရားမဝင်အာဏာသိမ်းစစ်တပ်နေဝင်ချုပ်ငင်းရန်အတွက်လူမျိုးပေါင်းစုံလူတန်းစားပေါင်းစုံတို့၏အာသွန်ခွန်ဆိုင်ဆန့်ကျင်တော်လှန်နေသည့်လူမှုတော်လှန်ရေးတွင်ဂေဘာလူမျိုးစုသည်လည်းမတက်ဆွမ်းသည့်နီလန်းများဖြင့်ဆက်လက်ပူးပေါင်းပါဝင်ကာနှစ်ပေါင်းများစွာဖိနှိပ်ခံခဲ့ရသောတိုင်းရင်းသားများ၏အခွင့်အရေးကိုပြန်လည်ရယူနိုင်ရန်အတွက်နှင့်တိုင်းရင်းသားများ၏လူလားချက်များနှင့်ပန်းနိုင်များကိုပေါ်ဆောင်နိုင်ရန်အတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့်ပြည်내အတွင်းရှိအခြားသောလူမျိုးစုများနှင့်အတူဆက်လက်လက်တွဲဆောင်ရွက်နိုင်ပါရန်ကရင်နီပြည်အတိုင်းအမခံကောင်စီ KSCC မှတိုက်တွန်းထားပါတယ်။159နှစ်ပြည့်ဂေဘာအမျိုးသားနေအားလှိုက်လဲစွာကြိုးစိုးဂုံပြုပါကြောင်းနှင့်ဂေဘာတမျိုးသားလုံးနှင့်အတူအခြားသောတိုင်းရင်းသားညီကိုမောင်နှမများအားလုံးစိတ်ဤချမ်းသာခြင်းကိုဤချမ်းမာခြင်းနှင့်တလုံးတဝတဲ့ပြည့်စုံနိုင်ကြပါစေကြောင်းတဝန်လွှာတွင်ဆုတောင်းပေးထားပါတယ်။ ဂေဘာလူမျိုးစုများသည်ကရင်နီပြည်တွင်ဖြန့်ကျက်နေထိုင်သောလူမျိုးစုတစ်ခုဖြစ်ပြီးကိုပိုင်စာပေကိုပိုင်ယဉ်ကျေးမှုနှင့်ရှင်သန်ခဲ့သောလူမျိုးစုဖြစ်ကာလက်ရှိနိုင်ငံရေးအကြက်အတဲကာလတွင်တရားမဝင်အာဏာသိမ်းစစ်တပ်အားတိုက်ထုတ်တွန်းလှန်ပြီး Federal Democracy စနစ်ပေါ်ထွန်းရေးအတွက်အခြားသောတိုင်းရင်းသားများဤတူဂေဘာမျိုးသားတို့၏ဗတ်ပေါင်းစုံမှပါဝင်ကြိုးပမ်းမှုများသည်ကရင်နီပြည်အတွက်ကြီးမားသောအင်အားများဖြစ်စေကြောင်းဖော်ပြထားပါသည်ခင်ဗျာ ဆက်လက်ပြီးဂျပန်နိုင်ငံနိုင်ငံသားရေးဝန်ကြီးတခတ်ရှိအီဝါယာက2026ခုနှစ်ဇန်နဝါရီလတွင်ကျင်းပမည့်ရွေးကောက်ပွဲအတွက်မြန်မာစစ်အစိုးရ၏အစီအစဉ်များနှင့်ပတ်သက်ပြီးအလေးအနက်စိုးရိမ်ပူပန်မှုရှိကြောင်းပြောဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ မတ်လ22ရက်ကပြုလုပ်သည့်နိုင်ငံရေးဝန်ကြီးဌာနအစည်းအဝေးတွင်အတိုက်ခံလွှတ်တော်အမတ်တဦး၏မေးခွန်းအတွက်ဂျပန်နိုင်ငံနိုင်ငံရေးဝန်ကြီးတာကာရှိအီဝါယာက2026ခုနှစ်အတွက်ဇန်နဝါရီလတွင်ကျင်းပမည့်ရွေးကောက်ပွဲအတွက်မြန်မာစစ်အစိုးရ၏အစီအစဉ်များနှင့်ပတ်သက်၍အလေးအနက်စိုးရိမ်ပူပန်မှုရှိကြောင်းပြောဆိုခဲ့တယ်လို့ Human Rights Watch မှဖော်ပြထားပါသည်။ ဂျပန်အစိုးရကဒေါအောင်ဆန်းစုကြည်အပါအဝင်အထင်းသိမ်းခံထားရသူတွေကိုလွှတ်ပေးရေးနဲ့လက်ရှိအခြေအနေတွေကိုဖျက်ချော်ဖို့တွေ့ဆုံဆွေးနွေးမှုတွေလိုမျိုးနိုင်ငံရေးတိုးတက်မှုမရှိပေမဲ့အမျိုးသားအဆင့်ရွေးကောက်ပွဲတွေကျင်းပဖို့ဂျပန်အစိုးရကအလေးနက်စိုးရိမ်မိတယ်လို့ဝန်ကြီးအိုင်ဝါယာကပြောပါတယ်။ စစ်အစိုးရ၏အစီအမံများကိုစန့်ကျင်ရာတွင်ဂျပန်တနိုင်ငံတည်းမဟုတ်ဘဲမလေးရှားနိုင်ငံညာ၏ဝင်ကြီးမိုဟာမက်ဟာဆန်ကလည်းသတင်းတောက်များအားရွေးကောက်ပွဲဟာလောလောဆယ်ဦးစားပေးမဟုတ်ဘူးလို့သူတို့မြန်မာအစ်စ်အစိုးရကိုပြောခဲ့ကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူများကရွေးကောက်ပွဲကိုလိန်လယ်မှုဟုခေါ်ရန်တိုက်တွန်းထားကြောင်းဖော်ပြထားပါတယ်။စစ်အစိုးရ၏အစီအစဉ်များအပေါ်ဂျပန်အစိုးရ၏စိုးရိမ်ပူပန်မှုကိုဖော်ပြခြင်းသည်ကောင်းမွန်သောအစားပြုခြင်းဖြစ်တော်လဲပုံမလှုပ်ဆောင်တင်ကြောင်းဂျပန်သည်ရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီ ASEAN အဖွဲ့ဝင်နိုင်ငံများကိုရီးယားနှင့်အိန္ဒိယတို့အပါအဝင် အခြားသောအစိုးရများကိုစစ်အစိုးရ၏ရွေးကောက်ပွဲအစီအစဉ်များကိုလူသိရှင်ကြားပြစ်တင်ရှုတ်ချကာလွတ်လပ်၍တရားမျှတမှုမရနိုင်သည့်ရွေးကောက်ပွဲအတွက်ဤပညာပိုင်းဆိုင်ရာပံ့ပိုးကူညီမှုမပေးဘဲစီယုံတင်ကြောင်းအကြံပြုရေးသားထားပါရခင်ဗျာ ယခုနောက်ဆုံးသတင်းအနေဖြင့်မိုးပြဲ rescue team မှအဖွဲ့ရဲ့လစဉ်ကုန်ကျစရိတ်ဝင်ငွေရရှိရန်နှင့်လယ်သမားများဈေးနှိမ်မခံရစေရန်စံစက်နှင့်စီဆက်ဖွင့်လှစ်တဲ့သတင်းကိုတင်ပြပေးပါမယ်။မိုးပြဲဒေသအခြေစိုက်ကုညီကယ်ဆယ်ရေးအဖွဲ့မိုးပြဲ rescue team ၏လစဉ်ကုန်ကျစရိတ်ဝင်ငွေရရှိရန်နှင့်လယ်သမားများဈေးနှိမ်မခံရစေရန်စံစက်နှင့်စီဆက်ကိုမတ်လ23ရက်နေ့တွင်ဖွင့်လှစ်ခဲ့ကြောင်း KPV သတင်းဌာနမှဖော်ပြထားပါသည်။ ရည်ရွယ်ချက်ကတော့နှစ်ချက်ရှိပါတယ်ပထမအချက်ကတော့အဖွဲ့ရဲ့လစဉ်ကုန်ကျစရိတ်ဝင်ငွေရရှိရန်အတွက်ဖြစ်ပြီးတော့နောက်တစ်ချက်ကတော့စံဆက်ဘာလို့ရွေးချယ်တယ်လဲဆိုရင်လေသမားတွေကစပားရောင်းဖို့နေရာတိတ်မရှိကြတော့လက်ရှိမှာဈေးအနေခံနေရတယ်ဆိုတော့လေသမားတွေအတွက်လည်းတင်းတင်းမြတ်တဲ့ဈေးနှုန်းရအောင်နောက်တစ်ဖက်မှာလည်းအဖွဲ့ဝင်ငွေရအောင်လှုပ်ဆောင်ရခြင်းဖြစ်ပါတယ်ဟုမိုးပြဲ Rescue Team ၏တာဝန်ခံကိုမျိုးအောင်ကပြောကြားထားပါတယ် အဆိုပါဆန်ဆက်စီဆက်အပြင်ဆန်ရောင်းဝယ်ရေးလုပ်ငန်းကို clean ရန်ကုန်နှင့်ပြည်ပအလူရှင်တို့ဦးတို့ကပူးပေါင်းမတီပံ့ပိုးပေးထားကြောင်းတော်လန်ရေးကာလရှေးကြာလာတာနှင့်အမျှငွေကြေးအကျပ်အတဲကိုဖြည့်ရှင်းဖို့အတွက်လူမှုစီးပွားရေး social enterprise တစ်ခုကိုလည်းလဲပတ်စေလိုကြောင်းနှင့်တော်လန်ရေးအလွန်ကာလပြန်လည်ထူထောင်ရေးကာလတွင်လည်းအဆင်ပြေမည်ဖြစ်ကြောင်းသိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက် Kashel ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ